စက်တဘာလအတွင်းနေထိုင်ခွင့်အထောက်အထားမပြည့်စုံတဲ့မလေးရှားရောက်မြန်မာ900ကျော်ဖမ်းဆီးခံရတယ်လို့မလေးရှားမြန်မာလူမှုရေးအသင်းအဖွဲ့ MMA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။လုပ်ငန်းခွင်အတွင်းနဲ့ပတ်ဝန်းကျင်ကတိုင်ကြားမှုကြောင့်ဖမ်းဆီးခံခဲ့ရတဲ့နိုင်ငံသားတာ2900ကျော်ထဲမှာမြန်မာနိုင်ငံသား900တဦးပါဝင်တာပါ။ သတင်းထုတ်ပြန်ချက်အရဖန်စီခံရတဲ့မြန်မာနိုင်ငံသားအရေးအတွက်ဟာဒီထက်များနိုင်တယ်လို့လဲဆိုထားပါတယ်။အခုလိုမလေးရှားရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့အထောက်အထားမရှိဘဲအဖမ်းခံရပြီးအခက်အခဲကြုံနေရသူတွေတရားရုံးမှာအမှုရင်ဆိုင်နေရတဲ့သူတွေရှေ့နေအခက်အခဲရှိသူတွေ ထောင်ဝင်စာသွားတွေ့ဖို့အခက်အခဲရှိသူတွေလူဝင်မှုကြီးကြပ်ရေးကံမှာလူတွေ့ကျင်သူတွေအနေနဲ့မလေးရှားမြန်မာအသင်းအဖွဲ့ MMA ကိုအခုအညိတောင်းခံနိုင်တယ်လို့သိရပါတယ်။အထောက်အထားမပြည့်စုံမဲ့နေထိုင်အလုပ်လုပ်ကိုင်နေတဲ့နိုင်ငံသားတွေကိုစီမံချက်နဲ့နေစဉ်ဖမ်းဆီးတာတွေလှုပ်ဆောင်နေပြီး တိုင်ကြားမှုရှိတဲ့နေရာ244နေရာကတရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေတဲ့သူတွေကိုဖမ်းဆီးသွားမယ်လို့ကြေညာထားတာကြောင့်သတိထားကြဖို့ကိုလည်း MMA ကအထူးသတိပေးထားပါတယ်။မလေးရှားအစိုးရအနေနဲ့ဖမ်းဆီးထားတဲ့မြန်မာအပါအဝင် နိုင်ငံသားတွေကိုတပ်ဆိုင်ရာနိုင်ငံတန်ယုံတွေနဲ့ပူးပေါင်းပြီးပြည်နှင်တန်ပေးကနေရပြန်ပို့နိုင်ရေးစီစဉ်နေပါတယ်။ကျမကတော့အစိမ်းပါ။